ပဇောင်မုံလာပြီတာမညဖလအခါရောနေတာမညဖလဆိုတာရဟန်းပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်တာမညဖလအခါရောနေဟာလဲဖျားရှင်ကရဟန်းပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တယ်နေပါ့။အဲ့ဒီတာမညဖလအခါရောနေဟာဖျားရှင်လက်ထက်တော်ကာလတခုသောပဇောင်မုံလာပြီနေဖြစ်ပါတယ်။တာမညဖလအခါရောနေဖြစ်ပေါ်လာပုံကဒီလိုပါ။အစားတက်မင်းသားဟာ ခမည်းတော်ဗေမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့တယ်လူလေးဒီရောညပါစက်တော်ခုမပြောနိုင်ပါလားဇာတသက်မင်းသားဟာအိတ်ဆက်လို့မျက်လုံးဇုံမိတ်လိုက်တိုင်းဟာခမည်းတော်ဗေမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လို့နေတယ်ပြီးတော့သူ့ရဲ့မျက်လုံးဇုံကိုမှန်ချက်ပေါင်းများစွာနဲ့ထုတ်ခံရသလို့ ခံစားရတော့တယ်။ဟုတ်ပါတယ်။သာတပတ်မင်းသားအဲ့ဒီလိုအိတ်မပြောတဲ့လောကဝေဒနာကိုစေတမတော်မျိုးစုံနဲ့ဥဒစေတော်လေပျောက်ကင်းမှုရှိပဲအိတ်မပြောတဲ့ဝေဒနာပို့လို့ဆိုးလာတော့တယ်။ဦးကြီးမကြီးတို့ဘာကူတော်မြတ်ရဲ့အိတ်မပြောခြင်းဝေဒနာပျောက်ကင်းစီဖို့ဘယ်လိုလုပ်ရပါမလဲ။ကျန်ကျန်များပြေးကြပါဦးခွေးရဲ့ မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဇေယျကြီး6ဦးစီမှချိကမေးမြန်းသိမှာလေအရှင်မင်းကြီးအဲ့ဒီလိုမုမတ်တို့ရဲ့အကြံပေးချက်ရဇာနသက်မင်းကြီးဟာဒိဋ္ဌိဇေယျကြီး6ဦးစီတွားရောက်မေးမြန်းနေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုတ်ဘူးတဲ့ကံကြောင့်ပဲလားဘာကံလေကံဆိုတာကို ကျုပ်တို့လက်မခံဘူး။ကာဆိုတာဘာလဲ။ကျုပ်တို့မသိဘူး။အော်အရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကို။ဒါဆိုဘယ်လိုအကျိုးကိုပျော်ဖို့ပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလေ။ယဟန်ပြုခြင်းရဲ့အကျိုးတောင်ရဖလာရဲ့အကြောင်းရှင်းပြပါလား။အေးဒါကတော့ဟိုဟိုတိတ်တိဆရာကြီး၆ဦးစလုံးဟာယဟန်ပြုရခြင်း ကျူးတာမညဖလအကြောင်းရေးလေအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘဝင်မချဖြစ်သွားရတယ်။အင်းခတ်ပြီခတ်ပြီပဲ။အာလူချင်းရဲ့အဖြစ်ကိုအဘယ်ပုဂ္ဂိုလ်စီကရနိုင်လဲ။အဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့သမားတော်ကြီးဇီဝကကအကြံပြုလျောက်ထားနေတယ်။အရှင်မင်းကြီးတည်လိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲဖြေနိုင်ပါလိမ့်မယ်။ တရားရှင်ထံသွားရောက်မေးမြန်းသင့်ပါတယ်အရှင်မင်းကြီးအဇာတသက်မင်းကြီးဟာတမားတော်ကြီးဇီဝကရဲ့အကြံပြုချက်အရမြတ်စွာဘုရားသတင်းတုံးရာရာဇဂိုမြို့ဤကတည့်ရဥယျံတော်စီကဆောင်မုံလာပြီးညကျန်းအခါမှာအဖူးမြော်သွားရောက်တော်တယ်အဲ့ဒီတို့တည့်ရဥယျံတော်စီအသွားနမ်းမြို့ယူအရှိဘက်တကားဝမှာထွက်ခွာလာရာတောရိပ်တောင်ရိပ်တိရိပ်တွင်ဖုံးလွှမ်းအမောင်ကျနေတဲ့အတွက်လိုက်ပါလာသူတက်တော်ဆောင်စစ်သည်တွေဟာ မင်းရှူမီတာကိုစီထွန်းကြီးကန်ဆောင်သွားတယ်မင်းရှူမီရောင်ကိုဟောရနာအားဖြင့်တစောင်းလို့ခေါ်တဲ့အတွက်မင်းရှူမီတိုင်ကိုတစောင်းတိုင်လို့ခေါ်ကြတယ်အဲ့ဒီအချက်ပေါ်အမိပြုလို့ယနေ့အထိတစောင်းမုန်းလားပြီကာလမှာတစောင်းတိုင်မီးထွန်းပွဲတော်ကြီးကျင်းပခဲ့ကြတယ်ဖြစ်တယ်ဘုရားရှင်ထံအခုမျိုးရောက်တယ်ဆိုရင်ပဲအစာတသက်မင်းကြီးဟာ သူပြုကူးခဲ့တဲ့အပြည့်အတွက်ဝင်ချလျောက်ထားပြီးရဟန်းပြုခြင်းရဲ့အကျိုးတာမညဖလအကြောင်းဟောကြားပေးဖို့လျှောက်ထားနေတယ်။တာမညဖလအကြောင်းဟောကြားပေးတော်မူပါဗျာ။တကားတော်မင်းကြီးရဟန်းပြုခြင်းရဲ့အကျိုးတာမညဖလကအကျိုးတရား73ပါးရှိပေ၏။ဒီလိုနဲ့မြတ်စွာဘုရားဟာတာမညဖလတုတ်တော်ကိုဟောကြားတော်မူလေတယ်။ ေဝမေတုတံဧကံတမယံဘဂဝါရာဇဂဟိဝိဟာရတိတာမဏဖလားတုတ်တရားတော်ကိုနာကြားရပြီးတဲ့နောက်အဇာတသက်မင်းကြီးဟာသူ့ရဲ့အမားအတွက်နောင်တအတိတရားရသွားခဲ့တယ်ဗုဒ္ဓသာသနာတော်ကိုတက်ဝင်ယုံကြည်သူ ဖြစ်လာရတယ်ဒါကြောင့်နောင်ခါမှာအဇာတသက်မင်းကြီးဟာ ပထမသင်္ဃာယနာတင်သူဒါယကာမင်းကြီးဖြစ်လာခဲ့တယ် အစာတပတ်မင်းကြီးဟာဖျားရှင်ရဲ့ဓာတ်တော်ကိုစနစ်တကျတိမ့်စီပြီးခဲ့ပြီးသာသနာတော်နှစ်ကိုလည်းအတိအကျသတ်မှတ်ပေးနိုင်ခဲ့တယ်။ဒီလိုနဲ့ဖျားရှင်တာမညဖလားတုတ်ဟောကြားတော်မူခဲ့တဲ့စီးနှင်းမြူတိန်သူရိမီကိုညစ်မျိုးငါးဝကင်းစင်ပလျာတာယာလှပတဇောင်မုံလာပြညကိုဗုဒ္ဓဘာသာဝင်တို့ဟာတာမညဖလားအခါတော်နေသူနေမြတ်ဖြစ် 怎么开家吧的？